ုလက်တော့ကျွန်တော် live မှာမြင်ရတွေ့ရတဲ့ဟာလေးနေနေပြောပြမယ်နော်။ဒါကျွန်တော်ပြောမဲ့စကားကိုတစ်ဖက်ပြီးတော့နားမထောင်နဲ့ဗျာ။အခုလက်ရှိအင်ဂျင်ကြီးဆိုရအနေနဲ့ကျွန်တော်မြင်ရကြားရတာတော့ကျွန်တော်တို့ပြည်သူတွေအတွက်မလုဆောင်ပဲခိုးဝင်လာတဲ့ရေမျိုးကန်းတွေခွေးလိညာတွေကိုမြန်မာနိုင်ငံထဲမှာနေရာတစ်ခုရောက်အရေးတကြီးလှုပ်ပေးနေတဲ့လူမျိုးမြင်ပြီးကြားမိတယ်ဗျ။အားလုံးပဲမိပါပါခင်ဗျာ။ကျွန်တော် channel ကနေပြန်လည်ပြန်မှကြိုးစားလိုက်ပါရစေ။အင်ဂျင်ကိုမိကုန်းထုတ်လာတဲ့ညီပိန်းဆိုတဲ့ video file ကိုတင်ဆက်ပေးလိုက်ပါရစေ။ ဒါခိုးဝင်လာတဲ့ခွေးလင်ညာတွေဖိခေါ်နေသလိုမျိုးပေါ့နော်ဒါဟိုဖက်ကထောက်ခံတာလဲအစိမ်းပဲဖြစ်ဖြစ်ညီပဲဖြစ်ဖြစ်နော်ဟိုဖက်ကလည်းမြန်မာပြည်သူတွေပဲဒီဖက်လည်းမြန်မာပြည်သူတွေပဲအင်ဂျင်ကြီးဆိုးရဆိုတာကျွန်တော်တို့မြန်မာပြည်သူတွေကပဲမှန်တယ်ထင်လို့ကိုထမင်းကိုစားပြီးအင်ဂျင်စီကကုညီဆိုတာမရခဲ့ဘူးဘူးနော်ကိုထမင်းကိုစားပြီးကိုပေးဆန်နဲ့ဝိုင်းရံကုညီထောက်ခံလာတာကိုကိုကိုအန်ယူဂျီကိုကိုစားပြုတ်နေတယ်ဆိုကြရဒီဆိုရအန်ယူဂျီဆိုတဲ့အဖွဲ့အစည်းကုန်လုံးကလည်းချီးပေးအန်ယူဂျီဖြစ်ပြီးချွေးစော်နာနဲ့အန်ယူဂျီဖြစ်ပြီး ဟောင်ဆက်နန်စော်နေတဲ့ကောင်ကြီးဖြစ်ပြီနော်ဒါကြလို့မြမပြည်သူတွေတပည့်ဖြစ်စီရမယ်ဒီခိုးရလာတဲ့ခွေးလေးညာတွေရနော်သမိုင်းလေတွေနဲ့နိုင်ငံတကာပိုက်ပြီးသနာခံမယ်သူတို့သမိုင်းတော်တော်များများကျွန်တော်လိလကြည့်တာနော်ကျွန်တော်လက်လမ်းမိသလိုလိလကြည့်တာမြမနိုင်ငံထက်မူဆလင်တွေရဲ့သမိုင်းတွေကိုယူပြီးသူတို့သမိုင်းလို့ဘာသာရေးနဲ့နှစ်ပေါက်တစ်ပေါက်ရိုက်ပြီးကဘာပိုက်ပြီးလိုက်ပြီးသနာခံတယ် ဒါကျွန်တော်လက်လမ်းမိတယ်လို့ကျွန်တော်လေ့လာကြည့်တာနော်သူတို့ရဲ့သမိုင်းဆိုတာမြန်မာနိုင်ငံမွတ်စလင်တွေရဲ့သမိုင်းကိုယူယူပြီးနော်မြန်မာနိုင်ငံထဲမှာရှိတဲ့မွတ်စလင်တွေသူတို့နဲ့မဆိုင်ဘူးဗျနော်ဒီကောင်တွေမြန်မာနိုင်ငံထဲခိုးဝင်လာမှမြန်မာနိုင်ငံထဲမှာဘာသာရေးလူမျိုးရေးပြဿနာမကြာခဏဖြစ်တဲ့နေမြေလူပွဲတွေမကြာခဏဖြစ်တဲ့ပြဿနာမျိုးစုံဖြစ်တဲ့ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာဒီခိုးဝင်လာတဲ့ခွေးလင်ညာတွေကျွန်တော်တို့လက်မခံဘူးအဲ့လိုမျိုး ခိုးဝင်လာတဲ့ခွေးလေးညာတွေကိုရေးတည်ယူလွတ်ဆောင်ပေးတဲ့ဘက်ဖွဲ့မစိုးမြန်မာနိုင်ငံရဲ့ပြည်ဖြတ်ဖွဲ့လို့ကျွန်တော်တို့ကခေါ်ဆိုရမယ်။ဒါကျွန်တော်တို့ပြည်သူတရားအနေနဲ့ပြောတာနော်။ဘက်ဖွဲ့မစိုးပဲ။ဒါကြောင့်အင်ယူဂျီအနေနဲ့နော်ကျွန်တော်မြန်မာနိုင်ငံပြည်သူတွေပဲလှုပ်ခိုင်းချင်တယ်ဗျာ။ဒါမှမဟုတ်ရင်နော်ကျွန်တော်တို့ပြည်သူတွေကြားထဲမှာနော်အင်ယူဂျီလွတ်ဆောင်ချက်တွေမှားယွင်းများလာရတော့အင်ယူဂျီလည်းပြည်ဖြတ်ဖွဲ့ဖြစ်သွားမှာ။ ဒါကြောင့်ကျွန်တော်တို့ကတော့ဗျာကျွန်တော်မြန်မာနိုင်ငံထဲမှာခိုးဝင်လာတဲ့ခွေးလင်းညာတွေကိုလက်မခံဘူးလို့က